ရုရှားရဲ့ချင်းချောက်မှုတွေကိုတံပြန်မယ်။ဥရောပတိုင်းနဲ့ပူးတွဲဝေဟင်ခွင်းဒုံးစစ်တိဆောက်ဖို့ယူကရိန်းကတောင်းဆိုလိုက်ပြီဖြစ်ပါတယ်။တကယ်လို့သာဒီစနစ်သာအထမြောက်အောင်မြင်သွားမယ်ဆိုရင်တော့ရုရှားဒုံးကြီးတွေကဝင်လာဖို့တော်တော်လေးကိုခရင်သွားမယ်အခြေအနေကိုရောက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဥရောပတိုက်ကိုပါဇီလန်စကီးအနေနဲ့ရုရှားနဲ့ထိပ်တိုက်တွေ့ဖို့အတွက်ရင်ကြားစစ်ပေးလိုက်တယ်လို့ဖြစ်နေပါလိမ့်။ အရှိုင်းဝင်းချင်းချောင်းမှုတွေကိုတင်ပြမှုဒါဟာဇီလန်စကီရဲ့နောက်ဆုံးကြိုးပမ်းမှုလို့ပြောလို့ရပါတယ်။ဒူလာနေကပိုလန်နိုင်ငံဝါဆောမှာကျင်းပတဲ့လုံခြုံရေးဖိုရမ်မှာဇီလန်စကီကတောင်းဆိုတာပါ။ပိုလန်နဲ့ဥရောပတိုင်းပြည်ချိုးရဲ့လေပိုင်နက်တွေတို့ရုရှားရဲ့မကြအသေးမီကကျူးကျော်မှုတွေကိုယဉ်ညွန်းပြောခဲ့ပြီးရုရှားရဲ့လေကြောင်းချင်းကြောင်းမှုတွေကိုကာကွယ်နိုင်မဲ့ပူတွဲဝေဟင်ခွင်းတုံးစစ်တခုတိစောက်ဖို့အဆိုပြုပါတယ်။ ယူကရိန်းနိုင်ငံရုရှားရဲ့ဒုံဒရုန်းနဲ့ဒုံးကျစ်စနစ်အားလုံးကိုတန်ပြနိုင်ပါတယ်ကျွန်တော်တို့ဒေသတွေမှာတို့ကလောက်မဲ့ဆိုရင်တော့လေကြောင်းရဲ့ကာကွယ်စနစ်အတွက်လုံလောက်တဲ့လက်နက်တွေနဲ့ထောက်လုံးမှုဆိုရင်ရှိလာမှာပါဆိုပါတယ်ရောဘတ်တိုင်းမြောက်ပိုင်းမှာထိခိုက်ပျက်စီးမှုကြီးမားတဲ့ဒရုန်းတိုက်ခိုက်မှုတွေလုပ်ဖို့ရုရှားဟာဘော်ဒီပင်လယ်မှာတင်ကားတွေအသုံးပြုပွဲပွဲရှိကြောင်းဇီလန်စကီကထောက်ပြပါတယ်ဒီယူဆချက်သာမကန်ရင်တော့တင်ကားတွေအသုံးပြုတဲ့လမ်းကြောင်းကိုကန့်သက်တဲ့လို့ဇီလန်စကီကပြောပါတယ်ဥရောပသမဂ္ဂအနေနဲ့ ဒီစပွဲကိုနိုင်ဖို့အတွက်ယူကရိန်းကိုဝိုင်းဝန်းပေးဖို့ဆိုပြီးဇီလန်စကီကပြောပါတယ်။ဒါပြင်ယူကရိန်းစစ်တပ်ကသူတို့ရဲ့ drone ကျွမ်းကျင်သူတွေကိုဒိမတ်မှာတာဝန်ချပေးမယ်လို့ဆိုပါတယ်။ယူကရိန်းစစ်မြေမှာကြုံရတဲ့ drone တွေနဲ့တံပြန် drone စစ်စင်တွေတို့နဲ့မျှဝေရမှာပူးတွဲလေ့ကျင့်သွားဖို့ဖြစ်ပါတယ်။ရုရှားရဲ့ drone တွေဟာဒိမတ်ကိုကြာခဏဆိုသူတို့ဝင်ရောက်လာပါတယ်။ပိုလန်ကိုလည်းဝင်ရောက်နိုင်ပါတယ်။လစ်တူရေးနီးယားကိုလည်းဝင်ရောက်လာပါတယ်။ ပြောမယ်ဆိုတော့ဗော်ဒနိုင်ငံတွေကိုအဲ့ဒီလိုမျိုးမကြခဏဝင်ရောက်နေတာဟာရုရှားအနေနဲ့ဘာအတိတ်ပဲလဲဆိုတာသိဆိုင်ရခက်နေပါလိမ့်ရုရှားနဲ့ရုရှားမိခွန်းနိုင်ငံတွေရဲ့ဒရုန်းနဲ့ပတ်သက်လို့ယူကရိန်းရဲ့အတွေ့အကြုံနဲ့နေပညာဟာလက်ရှိဥရောပအတွက်တိုက်ရိုက်သက်ဆိုင်မှုရှိနေတယ်လို့ဥရောပရဲ့အနာဂတ်ဒရုန်းတိုင်းစီမံချက်မှာလည်းအဓိကအခန်းကနေပါဝင်လိုက်မယ်လို့ဇီလင်စကီးကပြောပါတယ်။ဒိမကဝေးကြီးကယူကရိန်းစစ်တပ်ကဒရုန်းကြောင့်ကျင်းသူတွေရောက်ရှိလာတာကိုဝမ်ပန်တတာကြိုဆိုခဲ့တယ်လို့နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးဒီထက်မက ပုံမနှဆိုင်ဖို့အတွက်မျောလင့်တယ်လို့ဆိုပါတယ်။ရောဇေရော့တနေ့ကစနေမ30မိနစ်ပိုင်းအထိယူကရိန်းဘက်ကတိုက်ခိုက်တဲ့ drone 80စင်းကိုပစ်ချခဲ့တယ်လို့ရုရှားကဝေဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ Voronezh ဒေသမှာ26စင်း၊ Belgorod ဒေသမှာ25စင်း၊ Rostov မှာ10စင်း၊ Kharkiv ဒေသမှာ17စင်း၊ Volgograd မှာ9စင်းပစ်ချခဲ့တယ်ဆိုပါတယ်။ ယူကရိန်းတိုက်ခိုက်မှုကြောင့်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုရှိပေဒေတာနဲ့လေဆေးတွေပိတ်ပင်ခဲ့ရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Rosno ဘီနယ်အုပ်ချုပ်ရေးမှူး Rory Sluzer ကလည်းဒေတာရင်း drop ပြစီတွေကြောင့်မျက်ခင်းနဲ့မိလောက်နာဖြစ်ခဲ့ပြီးထိခိုက်ဒဏ်ရာရတာတွေမရှိဘူးပြောပါတယ်။ Bangkok ဘီနယ်အုပ်ချုပ်ရေးမှူးကလည်းခရိုင်သုံးခုမှာလျှက်စစ်ပြတ်တောက်တာကလည်းလို့ဘာမှစစိုးဝါထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ထုတ်ပေါ်ပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့အတည်ပြုခြင်းမရှိပါဘူး။ ယူကရိန်းဘက်ကအပြန်အလှန်အပြင်းရုရှားကတိုက်ခိုက်တဲ့ဒုံးစင်း60ကျော်ကမိမိတို့အနေနဲ့အဲ့ဒီတဲက460ကိုပြန်လည်ပြစ်ခတ်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။နေဇာဆာမီမှာအဓိကတိုက်ခိုက်ခဲ့ပြီးဆာမီဒေသကျွော်တွေကလူနေအိမ်တွေနဲ့တိုက်ခိုက်တွေတွေကိုဒရုန်းစနစ်စင်းထိမှန်ပါတယ်။ကလင်းရဲ့မျိုးပါဝင်မိသားစုဝင်လေးဦးသေဆုံးခဲ့တယ်လို့ယူကရိန်းဘက်ကသတင်းထုတ်ပြန်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ရုရှားစစ်မြေစစ်ဘုတ်တို့အဂရီလိုက်ဆောင်မှုတန်လျာနဲ့ဖန်ဆီးခင်ရတယ်ဆိုပါလေရုရှားနိုင်ငံမြောက်ဘက်အော်ဆရှားဒေသစေးတောင်နယ်ဘုတ်တို့ဗဲလာရီဂူလူတာကိုအဂရီလိုက်ဆောင်မှုတန်လျာနဲ့ရုရှား FSB ထူထောင်ရေးဖွဲ့ကဖန်ဆီးသွားကြောင်းရုရှားစိုးရသတင်းတွေကဖော်ပြပါတယ်အော်ဆရှားမှာရှိတဲ့သူရဲ့ယုံကောင်းထောင်လည်ရေးတွေကဝင်ရောက်ရှာဖွေပြီးဖန်ဆီးခေါ်ဆောင်သွားတာဆိုပါတယ်ဘူဂျုံကိုလိုတာနဲ့တူဒေတာခန့်အစိမ့်စစ်ပဆန်အရာရှိကြီးတွေကိုဖန်ထားပြီးအမှုအသေးစိတ်အခြေအနေကိုမသိရသေးပါဘူး ဟန်စင်ကရနဲ့အစိမ်းမစေးရရှိရာဂျော်ဂျီယာနဲ့နယ်စပ်ချင်းထင်းတဲ့ဒေသရဲ့လူကြုံရေးကိုတာဝန်ယူထားသူတွေဖြစ်တယ်လို့ရုရှားသတင်းတွေကဖော်ပြပါတယ်။ဒါ့အပြင်ရုရှားရေပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနကဗိုလ်ချုပ်မီခေနာဒီဇင်ကိုလည်းလက်ပေးလက်ယူတင်ပြရနဲ့စက်တင်ဘာ30မနက်ပိုင်းမှာ FSB ထူထောင်ရေးဖွဲ့ကဖမ်းဆီးကြောင်းရုရှားဆိုရဖွဲ့ကသတင်းတွေကဖော်ပြပါတယ်။ဝေကျော်မီခေနာဒီဇင်ဟာကာဘာဒီနိုဘော်ဂါရီယန်ဒေသအတွက်ရေပေါ်ချင်းဆိုင်တာဝန်ခံဖြစ်ထမ်းဆောင်နေသူဖြစ်ပြီး သူယုံကန်မှာပဲဖန်ဆင်းခင်ရတယ်ဆိုပါလေနေဦးနဲ့ယုံကန်တွေကိုဆက်လက်ရှာဖို့စစ်ဆင်နေပြီးလောလောဆယ်အခရီးနဲ့ဆောင်မှုနဲ့သူ့ကိုမှုဖွင့်ထားပါလေနာဒီစင်ဟာဒီကိုကြီးဌာနမှာ2014ခုနှစ်ကစတင်တောင်းဝေထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့အခုကမှသူတောင်းဝေထမ်းဆောင်တာ16 59နှစ်ကျော်ဝန်းကျင်လောက်ရှိပါပြီသူက2019ခုနှစ်မှာလည်းရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနရဲ့ဗိုလ်ချုပ်ဖြစ်ဂျာရူတုံးမြင့်ကြီးခံခဲ့ရသူဖြစ်တယ်လို့ရုရှားသတင်းတွေက ဖော်ပြပါတယ် အခုလိုမျိုးရုရှားကစစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေကိုဖမ်းဆီးတဲ့ချုပ်ကိစ္စရက်တွေဟာအင်္ဂလိပ်လိုက်ဆောင်မှုကြောင့်ဘသူကမှမျက်နှာစာမလိုက်ပဲနဲ့အရေးယူရတာဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်ပါတယ်။ဒါပြင်ရုရှားနိုင်ငံစိန့်ပီတာစဘတ်ပြည်နယ်အသေးပို့ဆောင်ရေးနဲ့ခြေကဆောင်ပေးတဲ့ကုမ္ပဏီအုတ်ခါကလည်းပြင်းပေါက်ကနေပြုတ်ကျသေးဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကော်မတီဥက္ကရာဟောင်းအလက်ဇန္ဒားပီရိုတဲ့ရုပ်လောင်းကိုမော်စကိုနိုင်ငံကလေးစိတ်ဒီကကျင်းနာဖို့ဟိုတယ်မှာတွေ့ခဲ့တာပါဆိုလိုစီလူဖက်စီခန္ဓာရအဲ့ဒီဥက္ကရာဟောင်းဟာဟိုတယ်ပြေးပေါက်ကနေခုံချပြီးကိုယ့်ကိုတတ်သိခဲ့တယ်လို့ဆိုပါတယ်အသက်၄၉နှစ်ရွယ်အလက်ဇန္ဒားပီရိုတော့ဟာ၂၀၂၂ကနေ၂၀၂၄နှစ်ကုန်ထိအချိန်ကအဆောက်ပီရိုတဲ့ကော်မတီဥက္ကရာဖြစ်တောင်းယူပြီးရရှောင်းဝေဘီလီယံပေါင်းများစွာကုန်ကြတဲ့လက်နက်သားတွေခြေကန်ဆောင်တွေတိစောက်ခဲ့သူလို့ဆိုပါတယ် ဗီဒိုတော့ဟာ2025ဇူလိုင်9ရက်မော်စကိုမြို့မှာကိုကူမိုတေကြောင်းကြံစီသွားတယ်လို့ရုရှားသတင်းပို့ဆောင်ရေးဝန်ကြီးကပြောပါတယ်။ယူကရိန်းကျောစစ်စတင်ချိန်ကလေးကစပြီးထိုင်းမြန်အဆောင်ဝန်ကြီးပေါက်ကခုံချတက်သေးတဲ့တေကြောင်းကြံစီသွားတဲ့ရုရှားအစိုးရအရာရှိအနည်းဆုံး18ဦးလောက်ရှိတယ်လို့ရုရှားသတင်းတွေကဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်သမားထရန့်နဲ့ ဣဇရေလဝန်ကြီးချုပ်ဂျမေနေတာညာခုတို့ရဲ့ညီတိုင်းအစီအစဉ်ကိုဟာမတ်ကလက်ခံနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ပါလက်စတိုင်းလူမျိုးတို့ရဲ့အကျိုးစီးပွားကိုလွတ်လွတ်ရှိနေတာလို့ဟာမတ်ဆရာရှိတွေကပြောပါတယ်။ဟာမတ်ဆိုင်တဲ့ပုဂ္ဂိုလ်တို့ကတမန်ထွန်ရဲ့ဂါဇာညီတိုင်းအစီအစဉ်ဟာဣဇရေလအကျိုးစီးပွားကိုသာထောက်ယူပြုပြီးပါလက်စတိုင်းတို့အကျိုးစီးပွားကိုလွတ်လွတ်ရှိထားတယ်လို့ပြောပြီးဟာမတ်တွေလည်းဒီအစီအစဉ်ကိုပယ်ချပွဲရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့တရားဝင်တော့ပယ်ချခြင်းမရှိသေးပါဘူး။ ထိုင်းစီစဉ်တွေကအဓိကအချက်တစ်ချက်ပြတဲ့လက်နက်ချခြင်းနဲ့လက်နက်တွေလွှဲပြောင်းပေးရခြင်းကိုဟာမတ်တို့ကသဘောတူမှာမဟုတ်ဘူးပြောပါလေ။ဟာမတ်တို့ကဂါဇာမှာပြည်ဆိုင်ရာတင်ငင်ရေးတစ်ဖွဲ့ IS ဖြန့်တက်ချထားမှုလည်းကန့်ကွက်ပါလေ။ဂါဇာဟာဟာမတ်တို့ရဲ့မြေလို့ပြောပါလေ။အခုလိုမျိုးတပ်တွေချထားရင်ဂါဇာကိုသိမ်းပိုက်တဲ့ပုံစံပဲလို့ဟာမတ်တို့ကရှုမြင်ပါလေ။ဒီလိုမျိုးဖြန့်တက်ချထားတဲ့တပ်တွေကိုလည်းမိမိတို့အနေနဲ့တိုက်ခိုက်မှာပဲလို့ဟာမတ်တို့ကပြောပါလေ။အစည်းအဝေးကြီးနေတာညာဟုတ်က တမင်လာနေကအင်ပီရိုဆီလူဘက်မှာထရိုင်ရဲ့အစီအစဉ်ကိုလက်ခံခဲ့ပေမဲ့ဟာမတ်စ်တို့ကတော့တရားဝင်တုံ့ပြန်မှုတစုံတရာမလုပ်သေးပါဘူး။ကနနနိုင်ငံကြ ాయి ဝန်ကြီးဌာနကဟာမတ်စ်တို့ဟာအင်ပီရိုရဲ့အဆိုပြုချက်ကိုလေးလာသိကြောင်းပြောထားပါတယ်။ဟာမတ်စ်တို့ရဲ့ဆီလူမှုကိုသိထားတဲ့ပါလက်စတိုင်းကြီးတန်းရရှိသူကဆီလူပေါ်ဒီမှာဂါဇာအတွင်းပြည်နှစ်နေရာလုံးကဟာမတ်ခေါင်းဆောင်တွေပါနေတယ်ဆိုပါတယ်။ဟာမတ်စ်ရဲ့ဆိုင်ရာတမူ EZL ADR ကအင်ဂျီရောစီစဉ်ကိုလက်ခံမဲ့စာတိုက်ပွဲဝင်ဖို့စိတ်ပန်းဖြတ်ထားတယ်လို့ယူဆပါတယ်။ ါဇာပြည်မကဟာမတ်စ်ရဲ့ဒီပုဂ္ဂိုလ်တွေဟာတရားခံတွေကိုတိုက်ရိုက်ထိန်းချုပ်မှုမရှိသလိုမကြာသေးငါဆွေးနွေးမှုတွေမှာလည်းဘေးဖယ်ခြင်းခံရပါလေ။ရပောင်းများစွာကြာမြင့်မယ်လို့မျှော်လင့်ရတဲ့ဟာမတ်စ်ဆွေးနွေးပွဲတွေမှာတခြားပါလက်စတိုင်းဖွဲ့တွေလည်းပါဝင်ကြမှာဖြစ်ပါလေ။အော်တိုဘာ9ရက်တိုက်ခိုက်မှုမှာပါဝင်ပြီးအရင်ကအစ္စရေးတရားခံတချို့ကိုဖမ်းပထားမှုတဲ့လက်နက်ကင်ဖွဲ့တဲ့ပါလက်စတိုင်းအစ္စလာမစ်ဂျီဟဲဖွဲ့ PIG ကလည်းအဲ့ဒီအစီအစဉ်ကိုပယ်ချထားပါလေ။ဟာမတ်စ်ကအဓိကမြေပေါ်စရာချက်ကသူတို့ရဲ့တခုတည်းသောအပေးအယူလုံးနဲ့ဖယ်ချက်ဖြစ်တဲ့ တရားခံအားလုံးကိုတစ်ခါတည်းလွှဲပြောင်းပေးဖို့ဆိုတဲ့တောင်းဆိုချက်ပါဒီအစည်းအဝေးကိုဒေါ်လန်ထရန့်ကထောက်ခံထားပေမဲ့အစ်ဇွေတို့ဟာတရားခံတွေပြန်ရပြီးတာနဲ့ဆေးလှုပ်ရှားမှုပြန်မဆဘူးဆိုတဲ့ချက်ပေါ်ယုံကြည်မှုမရှိဘူးလို့ဆိုပါတယ်လူသမီးအစ်ဇွေဟာဒီလအစောပိုင်းကအမေရိကန်ကိုဆန့်ကျင်ပြီးဒိုဟာပြည်ကဟာမတ်ခေါင်းဆောင်ပိုင်းကိုလုံခြုံမှုကြိုးပမ်းခဲ့တဲ့နောက်ပုံမူယုံကြည်မှုနှဲပါလာတာဖြစ်ပါတယ်ဒီတညာဟုကအစ္စရေးစစ်တပ်နဲ့ဂါဇာအစိပ်ပိုင်းချုပ်မှာဆက်ရှိနေနိုင်မှာဖြစ်ကြောင်းနဲ့ပါလက်စတိုင်းနိုင်ငံကိုအစ္စရေးကဆန့်ကျင်မယ်လို့အခိုင်အမာပြောကြားထားတာဖြစ်ပါတယ်။ ဒီချက်ဟာအစ္စရေးတပ်ဖွဲ့တွေလုံးဝယုံကြည်မှုနဲ့အစီအစဉ်ပြီးမြောက်ပါကပါလက်စတိုင်းကိုမှပြဋ္ဌာန်းခွင့်နဲ့နိုင်ငံတော်တည်ဆောက်ရေးအတွက်ယုံကြည်ရတဲ့လမ်းကြောင်းရှိလာတယ်လို့ထွန်းကပြောပါတယ်။ဂါဇာထဲမှာရှိတဲ့ပါလက်စတိုင်းတွေကတော့စစ်ပွဲဆုံးသတ်နိုင်မယ်ဆိုတဲ့ချက်ကြောင့်ဒီအစီအစဉ်ကိုထောက်ခံနေပါတယ်။ဂါဇာဒေသခံတွေကအမေရိကန်ရဲ့စီမံမှာမကောင်းတဲ့ချက်တချို့ပိုင်းမှာစစ်ပွဲရပ်တန့်စီပြီးဟာမတ်ကိုဖယ်ရှားပေးမယ့်အတွက်ကျွန်တော်တို့ထောက်ခံပါတယ်ဆိုပါတယ်။ကျွန်တော်တို့နေထိုင်နေရတဲ့ဒီနေရာကိုအဆုံးသတ်ဖို့အတွက်မာနက်ကိုတိုင်ကဒီစီယူနိုင်တော့ကျွန်တော်ထောက်ခံပါပါလို့ပြောပါလိမ့် ပါလက်စတိုင်းတိုင်းမှာကတော့ဟာမတ်ပိတ်ချမယ်ဆိုရင်အမေရိကန်နဲ့နောက်နိုင်ငံတွေရဲ့ကြောထောက်နောက်ခံတဲ့ဒီစစ်ပွဲကိုအစ္စရေးကဆက်တိုက်ဖို့ရှိနေပါတယ်။ဂါဇာနဲ့လေဘာနီတောင်မှာကြာရှိတာတွေဖျက်ဆီးပြီးတော့နေတညာဟုတ်ကိုမီးစိတ်ပြလိုက်တာနဲ့တူနေလိမ့်မယ်ဆိုပါလေ။ဂါဇာလူထုကဒါအောင်မခံနိုင်တော့ဘူး။သူတို့တွေအရင်ပင်ပန်းနေပြီးကြီးကျယ်စိတ်ပြအားငယ်ပြီးပြုံးလိုက်ချက်မဲနေတယ်လို့ပြောပါတယ်။ဒီအစည်းအဝေးဟာနေတညာဟုတ်အကျိုးစီးပွားအတွက်ဖြစ်ပါလေအနေနဲ့ပြင့်နေတယ်သူတို့ရဲ့ရီမတ်ချက်ကိုထင်မှမပြောက်ဘူးဆိုတော့သူတို့သိပေမဲ့ဘလို့ဖြစ်ဖြစ် စစ်ပွဲရဲ့ဆိုင်မှုကတော့အခုပဲလိုချင်ပါတယ်လို့ဟာမတ်စ်ဒေတာခန်တချို့ကပြောပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ဖလပိုင်ကလေးကြီးကြောင့်အသေးဆုံးမှုရေအတွက်ဟာထပ်ပြီးတော့တိုးလာနိုင်တယ်ဆိုပါတယ်။အဲဒီလိုမျိုးထပ်တိုးလာနိုင်မယ့်အလားအလာတွေ့ရပါတယ်။အော်တိုဘာတရနေ့မြောက်ကစက်တင်ဘာ30ညပိုင်းကဖလပိုင်အလဲပိုင်းဘီဆာရာပြည်နယ်စီဘူးရိုးအရှေ့မြောက်ဘက်ပင်လယ်ပြင်ကိုဗဟိုပြည်ကလေးကြီးလောက်ခဲ့ပါတယ်။ ပင်လယ်ပြင်ဘဟုပြည်ဆိုမဲ့ကျိုးစုနိုင်ငံဖြစ်တဲ့ဖလပိုင်ရဲ့ကျိုးလေးပါပဲငလင်ဘိုချက်ကိုပက်လက်ဝါနီလိုမြေမြမာထိကက်တက်ရောက်မှုပေါ်နာမပူကျပြတ်ပါတယ်ငလင်ဘိုချက်နာကဆရီမန်ဂျီယိုမြို့မှာအနည်းဆုံးလူ20လောက်သေဆုံးပါတယ်တခြားမြို့တွေမှာလည်းအသေးပြောက်များပြပါတယ်ချိုးနေသားတွေအဆက်အသွယ်ပြတ်နေပါတယ်ထိကက်သေဆုံးစဉ်အတိအကျအတိမပြုတ်နိုင်သေးပါဘူးအပြည့်စည်တဲ့အောက်ပိုင်းမိသူတွေလည်းရှိနိုင်ပါတယ်ရရှိထားတဲ့စီးနေရဒဏ်ရာသူ38ဦးရှိပြီးအိမ်ဒီသားတွေတခြားစီးဆံဆောင်တွေပြိုကျပျက်စီးပါတယ် ငလင်တိုင်းဒါရေးဌာနတွေကငလင်ဗဟုချက်ဟာ90ကီလိုမီတာလောက်ခတ်တင်နေကိုဗဟုပြုခဲ့တယ်ပြောပါတယ်။အနောက်တိုင်းငလင်တွေဟာမြေမျက်နှာပြင်ပေါ်ကို ထိခိုက်သရောက်မှုကိုမျိုးပြင်းထန်စေလိမ့်ရှိပါတယ်။ငလင်ပြင်းနောက်ပိုင်းနောက်ဆက်တဲ့ငလင်တွေလက်ဇက်တိုက်လောက်ခဲ့ပြီးပြင်းစွန်းတစ်ခုက magnitude 6.0ရှိပါတယ်။ငလင်ကြောင်ဆူနာမီရေလိုင်းရည်ရည်ပြေချက်ထုတ်ပြန်ခဲ့တာမျိုးတော့မရှိပါနဲ့ဒါဟာပင်လယ်ပြင်ရေစကြောင်ပြောင်းလဲဖြစ်ပေါ်နိုင်ပြီးကမ်းခြေဧရိယာမှာဝင်းမမှန်တဲ့လှိုင်းလှုံ့ဆော်မှုတွေတတိထားဆုံးကြည့်ဖို့တိုက်တွန်းထားပါတယ် ညာချင်းကလေးလောက်ခဲ့တဲ့နောက်စီဘူးနဲ့ဒေသတို့မျိုးတွေကဒေသခံတွေဟာလမ်းမပေါ်ထွက်ပြေးရပါလေ။ဗန်းမြင့်ကန်းကြီးမျိုးဖြစ်တဲ့ဗန္ဒာယံမှာလည်းလမ်းမပေါ်လူတွေပြည့်ပြည့်ထိတ်တလန့်ဖြစ်ခဲ့ပါလေ။အရင်မျိုးတွေမှာလူကြီးတွေတန်းလောက်နေပါလေ။ဖလာပိုင်ဟာတောင်ကုန်းကနေတစ်ခုကိုဇရိုက်ဖြတ်သန်းဝင်ရောက်ပြီးလူသားစင်ချီသေဆုံးခဲ့တဲ့အချိန်တွေပြီးရပိုင်းကြမှာငလင်ကြီးပါထပ်တွေ့ရတာပါ။ဒါဖလာပိုင်တို့ဘေးရိုးကြီးဖြစ်ပါလေ။ဖလာပိုင်ဟာပစိဖိတ်မီးခွန်းဒေသလိုခေါ်ရတဲ့ရေအောင်မီတော့ရုံနဲ့ဆက်ဆက်နေပါလေ။အလင်းလောက်ကမှုတွေမိသားပေါ်ဝဲမှုတွေနဲ့မစိမ့်လာပါဘူး။ ဖေဇန်နဝါရီလောက်တော့ကတော့ဖေဖော်ဝါရီဖလပိုင်မှာငလေးနှစ်ခုလောက်ဝင်နေမယ်အသေးပြောင်းမရှိပါဘူး